ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မြေကမ်းမိမှာဒုံညူကသူ့ချွေးမှာချိုလေးကိုအင်ကြီးချုပ်တာတင်ပေးနေတော့တဖက်ကနေတန်းသားကတကြားဖြတ်ပြီးတကြားလုံးပူတပူကန်ပြီးရောက်လာခဲ့ပါတယ်ဟေးတန်းသား ဒီနေ့နဲ့လာဆောင်ဝတ်လာပြီးဒီတကြားလုံးတွေကဘာပွဲအတွက်လဲငါတခုခုညာမိတ်နေလားဒီနေ့ငါတို့ညောင်လက်ထက်တာ6လပြည့်ပြီလေအိမ်မှာပွဲလို့တော့ငါရောက်ခမဒီလာပါတဲ့ဖဲဖို့ထဲလေးကိုပွဲအတွက်ဝတ်ဖို့ပေးတယ်10သိန်းတောင်ပေးရတာနော်နာမည်ကြီးတဆိုင်နာချုပ်ထားတာလေ6လပြည့်မှာဒီလောက်ကောင်းတဲ့ဝတ်စုံဝတ်ရင်မိင်္ဂလာနှစ်ပတ်လည်ကျရင်ဘာဝတ်ရမလဲမသိဘူးနော်အားကြလိုက်တာဟဲ့နင်ပြောတာမှန်တယ်ဒါပေမဲ့နင်တို့ညောင်ရဲ့နှစ်ပတ်လည်ကဒီလိုပဲရိုးရိုးဝတ်စုံနဲ့ပဲဆင်နွှဲရမှာ တန်နာကဒုံညွရှိမှာခြုံလေးကိုစော်ကားပြီးတကြားလုံးပေးကတံတားကိုဖြတ်ပြီးတော့မြစ်တစ်ဖက်ချမ်းကိုပြန်သွားခဲ့ပါရယ်။ဒုံညွကဓာတ်ကိုလုံးဝမကြိုက်ပါဘူး။ဒီလိုနဲ့ရဲနဲ့ငေးချပြီးတနေ့မှာတော့ခြုံလေးကမြတ်တဲ့နဲ့ဒုံညွနဲ့အတူမြင်းနားမှာထိုင်ပြီးပုံကျန်းဖိုင်ထဲမှာအဝတ်စားပုံတွေဆွဲနေပါရယ်။ရောင်မရေရောင်မဒီဇိုင်းလုပ်ထားတဲ့အင်ကြီးလေးကအရန်လာတာပဲ။ဒီဇိုင်းကကောင်းတယ်။ဒါပေမဲ့ချွေးမနင်တာကိုကြည့်ပြီးဒီနှစ်ခုလုံးရောပြီးတော့အင်ကြီးတစ်ထည်လောက်ပါလား။ကျမတီးအင်ကြီးကိုရမ်းကြိုက်တယ်။ ျမကောလိပ်ကျောင်းနှုတ်ဆက်ပွဲရရှေ့အနေငယ်ကျန်ရှိရလေဒီလိုဒီဇိုင်နာဝတ်စုံမျိုးလေးကိုကျမရဲ့ကျောင်းနှုတ်ဆက်ပွဲအတွက်လုပ်ပေးပါလားချူလေးကအရင်ပြင်မျက်နှာမှာထိုင်ပြီးတော့ဒီဇိုင်းတွေလုပ်နေတော့ဒေါညိုရဲ့ရောင်းမှဒေါခန်ရောက်လာပြီးမျက်နှာမှာရှိတဲ့သူမိသားစုတစ်ခုလုံးကိုမြင်တဲ့အခါမှာတော့ပြုံးပြီးတော့ပြုံးလိုက်ပါတော့တယ်အိုးဒေါညိုနေရနှင့်ချွေးမောင်နှင့်လိုပဲအချုပ်သမားဖြစ်အောင်လှုပ်ထားတာကိုအမေဒီစင်းရတဲ့သူတွေကဒီလိုဒီဇိုင်းအစုံတွေလောက်ပြီးတော့သူတို့ကိုယ်တိုင်ကြီးကျယ်တဲ့ဒီဇိုင်နာတွေဖြစ်လာမယ်လို့ထင်နေကြတာလေ ဒါပေမဲ့သူတို့ကကျမတို့နဲ့ဘတော်မှရှင်နိုင်မှာမဟုတ်ဘူးဆိုတာမသိကြဘူး။ညီမငါငါချွေးမောင်ငါလိုပဲအချုပ်တာနဲ့ဒီဇိုင်းလောက်တာကိုသင်မင်းနေရပါ။ဒါပေမဲ့နေကနင့်ချွေးမောင်နင့်လိုပဲမာနကြီးအောင်လှုပ်ထားတာပဲ။တနေ့ကျရင်ငါရဲ့ချွေးမလူစင်ရောက်ရှိမှနင့်ချွေးမအကြောင်းဘသူမှမမေးလောက်တဲ့လှပါတဲ့ဝတ်စုံတစ်ထည်ကိုဖန်နီးပြမှနင်မြင်ရလိမ့်မယ်။ဒီလိုနဲ့မျက်နှာမှာရှက်ပြီးရောက်ခမနှစ်ယောက်သားညှင်းခုန်နေကြပါလေခဏအကြာမှတော့သူတို့နှစ်ယောက်လုံးကိုယ်ရင်ကိုယ်ပြန်သွားကြပါလေ ဒီတော့တွင်မှာချူလေးကသူ့ခင်းထဲမှာအနှက်ချိန်များတဲ့အတွက်ကိုယ်တိုင်ဒီဇိုင်းလုပ်ထားတဲ့နှုတ်ဆက်ပွဲဝတ်စုံကိုချက်ချင်းမြတ်တာပြင်းနေပြင်ဆင်နေပါတယ်။ဝင်းနေကြတော့မြတ်တက်ကအဲ့ဒီဝတ်စုံကိုဝတ်လိုက်ပါတယ်။ရောင်းမရင်ဒီဝတ်စုံဒီဇိုင်းနာလုပ်ထားတဲ့အတိုင်းပဲအတိအကျလုပ်ထားတယ်။ဒီဝတ်စုံကကျမနဲ့ဘလောက်လိုက်ဖက်လဲဆိုတာကြည့်ပါအောင်။ချွေးမရင်နေရအဝတ်စားဒီဇိုင်းလုပ်ရမှာငါ့အတောင်ကြော်သွားပြီ။ဒီနေ့ငါသမီးကကောလိပ်တစ်ခုလုံးမှာနာမည်ကြီးလိမ့်မယ်။ဒီချိန်မှာကြုံမိုးလေးရောက်လာခဲ့ပါတယ်။ ။အမေပြောတာမှန်ပါလေ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ဇနီးကသူ့ရောက်မှအတွက်ဒီဇိုင်နာဝတ်စုံလေးကိုဒီလောက်မြင့်တာရင်းနဲ့လုပ်ပေးထားတာပဲ။မြတ်တက်ကသူ့ရဲ့ဒီဇိုင်နာဝတ်စုံကိုမြင်တော့ရမ်းပြောသွားပြီးကောလိခမ်းမကိုသွားခဲ့ပါလေ။အဲဒီမှာလူတိုင်းကလှပတဲ့ဝတ်စုံလေးကိုဝတ်ဆင်ထားကြပါလေ။ဟေးတကယ်လား။ဒီဝတ်စုံကိုနှစ်ယောက်မှချုပ်ထားတာလား။နှစ်ယောက်မှနာမည်ကြီးဒီဇိုင်နာလား။ဘလောက်လာတဲ့ဝတ်စုံလေးလဲဟဲ့လှလိုက်တာကျမရောက်မှနာမည်ကြီးဒီဇိုင်နာမဟုတ်ပါဘူ ကျမအမေကကျမရောင်းမအောင်အချုပ်တာသင်ပေးခဲ့တာဒါပေမဲ့ကျမရောင်းမအခုဆိုရင်လေဒီဇိုင်နာတယောက်လိုအင်ဂျီတွေစလုပ်လာပြီညတက်ကကောလီမှာသူ့ကိုချီးကျူးတာတွေကြတော့အရင်ပြောပြီးအိမ်ပြန်ရောက်တာနဲ့အရာအလုံးကိုသူ့မိသားစုကိုပြန်ပြောပြပါတယ်ဒီလိုနဲ့ရန်နေငယ်ကြပြီးတနေ့ကြတော့ချမ်းသာတဲ့ရောက်ခမနဲ့ချွေးမကအေကန်းနဲ့မှ TV ကြည့်နေတော့အောင်ကြီးရောက်လာခဲ့ပါတယ်အမေတန်တော့အားလုံးတော့သတင်းကောင်းတစ်ခုရှိတယ်ကျွန်တော်ယာရုတိုးသွားပြီ ဒါအရန်ကောင်းတဲ့ကိစ္စပဲအမေအိမ်မှာပါတီလေးတစ်ခုလုပ်လို့ရတယ်အဲ့ဒီပါတီမှာလည်းကျွန်မအရန်လာတဲ့ဝတ်ဆောင်ဝတ်မယ်ဒီဇိုင်နာမေးပြီးရင်ငါနဲ့တွေ့အကောင်းဆုံးဝတ်ဆောင်ချုပ်ဖို့ရှာပေးမယ်ငါရောင်းမအောင်လဲသူသူ့ညာနဲ့သူနေပြီးငါနဲ့ဘတော်မှစကားမငင်းခုန်ရဲအောင်အရန်မနာလို့ဖြစ်အောင်လှုပ်ပြမကြည့်နဲ့တချိန်တည်းမှာပဲစင်းရဲတဲ့မိသားစုတွေမှာရောက်ခမနဲ့ချွေးမကအစားအစာရင်းစကားပြောနေကြပါတယ်အမေ ကျော်မွေးရဲ့မွေးနေ့ကနောက်ထပ်ရနေနေဆိုရောက်တော့မယ်ဒီတခါတော့ပါတီလေးတစ်ခုလုပ်ပြီးအရင်ပြင်ဖက်မှာကိုလက်နဲ့ကိုအလှဆင်ဖို့စဉ်းစားနေတယ်ကျော်မွေးအတွက်ရောကျမအတွက်ရောအမေအတွက်ပါအင်ကြီးတွေလှုပ်ပေးမယ်ဟုတ်တယ်ချွေးမဘာလို့မလုပ်ရမှာလဲဘာပဲဖြစ်ဖြစ်နင်ကတီလို့လှပတဲ့ဒီဇိုင်းတွေလှုပ်ထားပြီးပြီပဲနင်အဲ့ဒီဝတ်စုံတွေဝတ်ဖို့အခွင့်ရလဲရတဲ့နဲ့နောက်တစ်နေ့မှာဒုခိုင်းကသူ့ချွေးမရဲ့တားနေတူအယောင်ပြကန်းကိုသွားပြီးချွေးမအတွက်လှပတဲ့ဝတ်စုံတစ်ထည် တားအတွက်ကုန်းနဲ့ဘောင်းမီကိုလည်းဝေလာခဲ့ပါတယ်။ချွေးမနေရွေးချယ်မောကတကယ်အရှမ်းကောင်းနေ။အခုဝယ်เสียဘာမှမကြံတော့ရင်အိမ်ပြန်ကြမလား။တစ်ဖက်မှာတော့ချိုလေးကသူ့ခန်းထဲမှာသူ့ခင်ပွန်းရဲ့အင်ဂျီတွေကိုချုပ်နေပြီးမြတ်တက်ကဘေးမှာထိုင်နေခဲ့ပါတည်း။ချိုလေးကမြတ်တက်ကိုပြောခဲ့ပါတယ်။မြတ်တက်မနှက်ပြန်ကြော်မိုးရဲ့မွေးနေ့ဆိုတော့နင်ပန်းတွေမိုးပြန်ပူပေါင်းတွေဖဲကျိုးတွေယူခဲ့ပေးပါလား။မနှက်ပြန်ငါတို့ကိုယ်တိုင်အိမ်အပြင်ဖက်ကိုအလှဆင်ကြမယ်။ ငါနဲ့အကိုအတွက်ကုန်းနဲ့ပေါင်းမီလုပ်ပေးထားမယ်လေချိုလေးရဲ့တောင်းဆိုမှုအရာမြတ်တက်ကပစ္စည်းတွေအားလုံးကိုပြင်ကနေယူလာပြီးတညာလုံးမအိပ်ဘဲချိုလေးကသူ့ရောက်ခမနဲ့အတူအားလုံးအတွက်ဝတ်စုံတွေကိုပြင်ဆင်ခဲ့ကြပါတယ်နောက်တစ်နေ့မှာဒုခိုင်းတဲ့ဒုံညူကမြေကမ်းပေးအိမ်နှလုံးရဲ့အပြင်ဘက်မှာပါတီလုပ်နေခဲ့ပါတယ်ချမ်းသာတွေဘက်ကတော့အေးသေးတွေအများကြီးရောက်လာခဲ့ပါတယ်အိမ်မှာဒုခိုင်းကသူ့ချွေးမနဲ့အတူတံတားကိုဖြတ်ပြီးရောက်လာခဲ့ပါတယ် Sorry တောင်ညူရေငါတူရဲ့မွေးနေ့ကိုမေ့နေလို့ ဒါဒီနေ့ငါ့အိမ်မှာပါတီမရှင်မင်းမွေးနေ့မှာအချိန်ဖြုန်းပေးမှာပါဒါနဲ့နင်တို့ကဈေးကြီးတဲ့ဥစ္စာတွေဝတ်ဆင်နိုင်မှာမဟုတ်ဘူးဆိုတာငါသိပြီးသားအေးလေနင်တို့ကစင်းရဲတာ哦ဒါပေမဲ့နင်တို့ကိုယ်တိုင်တီလို့ရေသွေးနှိမ့်တဲ့ဝတ်စားတွေကိုလှုပ်ပြီးအောင်ဝတ်ဆင်လောက်နှမျိုးတွန့်တူလိုက်မယ်လို့မထင်ခဲ့ဘူးသိလားအတော့အတော့အတွက်ပုံမှန်လို့ထင်ရတဲ့ဝတ်စားတွေကကျွန်တော်အတွက်အရန်ကောင်းပါတယ်ကျွန်တော်ဒါရီဝေးရတာပြောနေပါတယ်အမေချိုးလေးညသက်လာကိတ်မုံလီးဖို့အချိန်တန်ပြီဟဲ့ညီမ နေရပါလို့ဆင်းရဲတဲ့နေရောင်မှအမြဲတမ်းနှိမ်ချဖို့ကြိုးစားနေရလဲဆင်းရဲတဲ့သူတွေဟာသူတို့အိမ်မှာပါတီတသေးလေးလုပ်တာပဲသူတို့အိမ်အပြင်ဘက်မှာသူတို့ပါတီကိုပျော်ပျော်ရွှင်ရွှင်လုပ်ပါစေနင့်သားရာထူးတိုးသွားတာလေနင့်ချွေးမလည်းချမ်းသာတာပဲနင့်ပါတီကိုပဲနင့်အာယုံဆိုင်စားမှာအမေအတော်ပြောတာလုံးဝမှန်တယ်သူတို့ကကျမတို့နဲ့တန်းတူဖြစ်ချင်တာဒါပေမဲ့သူတို့ဘယ်တော့မှလုံနိုင်မှာမဟုတ်ဘူး တန်နာကတိယောက်ကမနဲ့အတူထွက်သွားပြီးမိသားစုနှစ်စုလုံးမြေကမ်းပေးမှာသူတို့ပါတီကိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။ဒီလိုနဲ့အချင်းတွေကုန်းလုံးသွားပြီးဒေါခိုင်ကတခါတလေသူကိုယ်တိုင်လာပြီးစော်ကားတယ်လို့တခါတလေဒုံညုတ်ကိုသူ့အင်ကိုစင်ချင်မြို့မြို့နဲ့ခေါ်ပြီးတော့စော်ကားခဲ့ပါတယ်။ချွေးမကြီးမောင်းတော့မယ်။နေရာမျက်နှာမှထိုင်ပြီးချုပ်နေတော့မယ်လား။အမေကျမတို့ရဲ့ပထမဆုံးနှစ်ပတ်လည်ကနောက်အပတ်မှလာတော့မယ်။ဒီတခါတော့မနစ်ကလို့အမမျိုးထမ်းမလို့တင့်ဘူးလို့ကျမထင်တယ်။ အတုံနဲ့တန်တာဧည့်သည်တွေရှိမှကျမတို့ထပ်ပြီးမစော်ကားစိတ်ချင်းဦးချိုလေးကသူ့ရောက်ခမနဲ့စကားပြောနေတော့တန်တာကသူ့ရောက်ခမနဲ့အတူတရားဖြတ်ပြီးရောက်လာကသူ့စကားကိုနားထောင်ပြီးအတန်ကြင်ကြင်နဲ့ရှင်းပါတော့တယ်ချိုလေးနေ့အိမ်မက်ကအိမ်မက်တက်တက်ပဲဖြစ်နေလိမ့်မယ်ဘာလို့လဲဆိုတော့နေကငါတို့နဲ့ဘယ်တော့မှရှင်နိုင်မှာမဟုတ်ဘူးနင်ဘလောက်ကောင်းတဲ့ဝတ်စုံပဲလောက်လောက်ငါနှစ်ထက်ပိုကောင်းတဲ့ဝတ်စုံဝတ်နိုင်တယ်တကယ်တော့ငါချိမနဲ့ငါတီကိုဖိတ်စာတွေလာပေးတာ နောက်အပတ်ကငါချွေးမရဲ့ပထမဆုံးမင်္ဂလာနှစ်ပတ်လည်လေဘာပဲဖြစ်ဖြစ်ငါတို့သားတွေတစ်ချိန်ထဲမှာလက်ထပ်ခဲ့ကြတာပဲနင်တို့လည်းလာကြပေါ့ sorry ပါညီမဒါပေမဲ့နင့်ပါတီကိုငါမတက်နိုင်ဘူးဘာလို့လဲဆိုတော့ဒီတစ်ခါငါတို့ကိုယ်တိုင်အိမ်အပြင်ဖက်မြေကမ်းထဲမှာပါတီသေးသေးလေးလုပ်မှလေရောင်းမငါတို့အိမ်ကတိတ်မဝေးပါဘူးငါအိမ်ကမြေတစ်ဖက်ချမ်းမှရှိပြီငါလည်းငါအိမ်အပြင်ဖက်မှာပါတီလုပ်နေရပဲဒါဆိုငါတို့ရဲ့ပျော်ရွှင်မှုတွေအဝတ်အစားတွေနဲ့ပါတီကိုအိုးရနေပဲကြည်ပေါ့ တခါထပ်ပြီးတော့ဒေါခိုင်နဲ့တန်နာတို့ကချိုလေးနဲ့သူ့မိသားစုကိုဇောကားပြီးမြစ်ကိုဖြတ်ကာထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့တပတ်ကြာသွားခဲ့ပါတည်းဒီတပတ်မှာချိုလေးကသူ့ဝတ်စုံအတွက်ရန်ကြိုးစားပြီးသူ့နှစ်ပတ်လည်ဝတ်စုံကိုပြင်ဆင်ကာနှစ်ပတ်လည်နေ့ရောက်လာခဲ့ပါတယ်။ချမ်းသာတဲ့အင်းရှိမာတို့အလှဆင်ထားတာတွေကအရင်လှပနေပါတည်းဒေါခိုင်ညီမနေဟာမျက်နှာမှာအင်းရှိတာအပြေဝအခွင့်ကောင်းယူတာပဲ။နေဟာကလထိုင်တွင်စပွဲတွေကို ညစ်ပေးမှာပဲခြားထားတော့ဧည့်သည်တွေတက်တောင့်တက်တာစားနိုင်တာပေါ့ဒီမီးတွေအလှဆင်တာတွေအားလုံးကအယမ်းလာတယ်ဒါနဲ့နေ့ရက်ချွေးမနဲ့ဒါဘမလဲညင်မြလာပြီးတော့ကိတ်မုံလီခန့်လိုက်ပါအောင်ဟဲည9နာရီရှိနေပြီညီမနေရောင်းမကိုကြည့်လိုက်အောင်သူရမ်းကောင်းအလှဆင်ထားတာနေအလှဆင်တာတွေကအလောက်မဟုတ်သေးဘူးဒီနေ့နေစောကားခံရအောင်ပါပဲသူအင်ကြီးတွေကလည်းအရန်စိတ်ကြီးပုံရတယ်နင့်ပါတီကိုအိမ်ထဲမှာဖြစ်ဖြစ်တခြားနေရာမှာပဲဖြစ်ဖြစ်လှုပ်တဲ့နေအတော့သူကချမ်းသာတယ် ကျမတို့ကဆင်းရဲတယ်ဒါပေမဲ့အဲ့ဒါဒီပွဲနဲ့ပါဆိုင်လို့လေသူတို့နဲ့တန်းတို့မရှင်နိုင်မှကြောက်နေုံနဲ့ကျမတို့ရဲ့ပျော်ရွှင်မှုဖျက်ဆီးလို့မရဘူးလေအဝတ်စားတွေကြောင်းပြောရရင်တော့ကျမရောင်မှဒီလိုလှပတဲ့ဝတ်စုံလှုပ်ထားတာ သူထွက်လာရင်အတော်ကိုယ်တိုင်အံ့ဩသွားလိမ့်မယ်ကြည်နေရတဲ့ကဒါရီအလုံးကိုပြောနေတော့လူတိုင်းရဲ့အာယုံကတန်နာစီကိုရောက်သွားပါတော့တယ်တန်နာကလှပတဲ့ဝတ်စုံဝတ်ပြီးသူခင်မုန်းလက်ကိုဆွဲပြီးတော့ထွက်လာခဲ့ပါတည်းဟိုမှာကြည် တန်နာတော့အသိချီတန်းနဲ့အဝတ်စားတွေဝတ်လာပုံရတယ်။တန်နာညီမရေဒီဝတ်စုံတဲ့နေကလာမင်းလေးလိုပဲလှပနေရပဲ။လူတွေရဲ့ချီကျူးတန်းတွေကိုကြားတော့တန်နာကအရင်ပြောသွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီနောက်မှာချိုလေးကသူ့ဝတ်စုံကိုဝတ်ပြီးသူ့ခင်ပွန်းနဲ့အတူထွက်လာကလူတိုင်းရဲ့အမြင်ကချိုလေးစီရောက်သွားတော့လူတိုင်းကအံ့ဩသွားကြပါတော့တယ်။တော်ခန်ညီမနေရောင်းမလက်ထဲမှာမော်တုတ်တန်ရှိနေပုံရတယ်။သူကတလောက်ဆင်းရဲပေမဲ့သူတို့ဝတ်စားတွေကအရင်လှတယ်။ သူ့ချွေးမရဲ့ဝတ်စားတွေဟာနင့်ချွေးမထက်ပိုစေးကြီးပုံရတယ်။ငါနီနီကက်ကက်သွားကြည့်လိုက်မှပဲသိတော့တယ်။ညသက်တမီးနင်ပြောတာမှန်တယ်။နင့်ရောက်မှငါတို့အားလုံးအံ့အားသင့်စေခဲ့တယ်။ချိုလေးဒီဝတ်ဆောင်ကနင်းနဲ့အရန်လိုက်တယ်။ဒီချိန်မှာမျိုးသမီးတစ်ယောက်ကတရားကိုဖြတ်ပြီးစကားပြောရင်းနဲ့ရောက်လာခဲ့ပါတယ်။အိုးလာပါအောင်။နင်ကဒီနဲ့တကယ်ကိုအံ့မခံမယ်။ဒီဝတ်ဆောင်ကိုဘယ်အောင်ဝယ်တာလဲပြောပါအောင်။နင်ကပါတီကိုဖိတ်ထားတာလဲသိတယ်။အဲ့ဒါကြောင့်အခုနင့်ပါတီကိုလာတက်နေတာ ငါမေးတာဖြေပေါင်းဟဲ့ကျမတီဝတ်ဆောင်ကိုဘယ်ကားမှဝယ်ထားတာမဟုတ်ပါဘူးကျမရောက်ခမရဲ့အကူအညီနဲ့ကိုရန်ဒီဇိုင်းလုပ်ထားတာပါဘလို့နင်ကိုရန်ဒီဇိုင်းလုပ်ထားတာအဲ့ဒါဆိုရင်တော့နင်ဒီဇိုင်နာဖြစ်တဲ့နယ်လို့ငါအကြံပေးချင်တယ်သိမပူပါနဲ့အတုံးမကြခင်ကျွန်တော်ဇနီးဟာအရင်ကြီးကျယ်တဲ့ဒီဇိုင်နာတယောက်ဖြစ်လာနိုင်မယ်ချူလေးရဲ့ဝတ်စုံကိုမြင်တော့တဖြည်းဖြည်းနဲ့တန်နာရဲ့ပါတီကနေလူတိုင်းထွက်သွားကြပြီးတရောင်းကိုဖြတ်ကချူလေးစီရောက်လာပြီးတော့သူ့ပါတီကိုတက်ရောက်ကြပါတယ်။ ဒါရီအားလုံးကိုမြင်တော့တန်နာကသူ့ပါတီကိုထားခဲ့ပြီးဝမ်းနေတဲ့မျက်နှာနဲ့အိမ်ပြန်သွားချိန်မှာချူလေးကသူ့မိသားစုနဲ့အတူသူ့ပါတီကိုပျော်ရွှင်စွာနဲ့ဆင်နွှဲနေခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။